ခတ္တပိစယဝေဒနာခတ္တပိစယထွဋ္ဌိမှုကြောင့်ဝေဒနာခံစားမှုတွေဖြစ်ပေါ်လာရတယ်ခတ္တယဒီနေရာမှာသက္ခုတံဖတ်တာသောတတံဖတ်တာ ဌာနတံဖတ်တာဇိဝတံဖတ်တာကာယတံဖတ်တာမနောတံဖတ်တာဆိုရက်6မျိုးယူရပါမယ်ဝေဒနာ6မျိုးကိုယူရပါမယ်အဲကြောင့်ဝိဝင်းပါဠိတော်မှာမြတ်စွာဘုရားက က္ခုသမ္ပတ္တသာသက္ခုအတွေ့အကြောင်းဖြစ်သောဝေဒနာခံစားမှုသောတာသမ္ပတ္တသာသောတာအတွေ့အကြောင်းဖြစ်သောဝေဒနာခံစားမှုကာနသမ္ပတ္တသာကာနအတွေ့အကြောင်းဖြစ်သောဝေဒနာခံစားမှု စိင်ဝါသပသစာစိင်ဝါတွေ့ကြောင်ဖြစ်သော ဝေဒနာခံစားမှု ကာယသပသစာကိုယ်တွေ့ကြောင်ဖြစ်သောဝေဒနာခံစားမှု မနောသပသစာမနောအတွေ့ကြောင်ဖြစ်သော ဝေဒနာခံစားမှုအယံအယစုကိုဘဒ္ဒပစ္စယဝေဒနာဘဒ္ဒကြောင့်ဖြစ်သောဝေဒနာ၆ပါးဟူ၍ ဘဂဝါမြတ်စွာဘုရားသည်ဥစ္စတိကောင်းစွာဟောတော်မူ၏ဒီနေရာမှာမြတ်စွာဘုရားကဝေဒနာအရဝေဒနာ၅မျိုးကိုသိထားဖို့လိုပါတယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာ သောမနတဝေရဏဒောမနတဝေရဏဥပ္ပခဝေရဏဆိုတဲ့ဝေရဏ6မျိုးပေါ့တွေ့ထတာနဲ့ဝေဒနာတွေဟာဒီဝေဒနာတွေဟာသူ့အာယုံအားလျော်စွာအပြိုင်နဲ့ဖြစ်ပေါ်လာကြတယ်ဒုက္ခဝေဒနာ pleasant feeling ဒုက္ခဝေဒနာ unpleasant feeling Domanella Wirana, feeling of joy. Domanella Wirana, feeling of hatred. Upeka Wirana, natural feeling.